Hello မင်္ဂလာပါတားလို့တမျိုးရေဒီကျဲတို့ဒီနေ့တော့အခန်း3အပေါင်းသင်ခန်းစာ1ရဲ့လေ့ကျင့်ခန်းလေးတွေကိုဆက်လုပ်ကြရအောင်เนาะဟုတ်ပါပြီအဲ့တော့ဒီကျဲတို့ number 1 download တွေ့ပါဆိုတာလေးကိုတို့တွေတွေ့ကြည့်ကြမယ်เนาะအဲ့တော့ခုအဲဒီကျဲနဲ့အတူတူအရှိမတော့ခဲ့တာလေးတွေကျွမ်းကျင်သွားပြီဆိုလို့ရှိရင်ဒီကျဲဗီဒီယိုလေးကိုရက်ပြီးတော့ကိုပတာကို drop ပြီးတော့တော့မှာပဲဒီကျဲတွေ့ပြရနေနဲ့ပြန်ပြီးတော့မှာအဖြေတိုက်ပြပါเนาะဟုတ်ပြီအားဆိုရင်ဒီကျဲကတားလို့တမျိုးကိုလေ့ကျောင်းမြင့်စာအုပ်ထဲမှာဒီကျဲကအသေးချာလေးတွေ့ပြပေးပါမယ်မင်းတို့ကကိုပတာကိုတွေ့ချင်နေဆိုရင် င်တီချဲရဲ့စာအုပ်လေးကိုအဲတီချဲရဲ့ဗီဒီယိုလေးကိုရက်ပြီးတော့မှအဲတွတ်ထားပြပါနော်ပြီးတော့မှတပုတ်ပြီးတပုတ်ကြည့်ပြီးတော့မှအဖြေလေးပြန်တိုက်ပြပါနော်โอเคခဏလေးစောင့်ပါရှင် yes အဲ့ဆိုရင်ဒီချဲကနံပါတ်1ကိုတွားယူလိုက်ပါမယ်1 2 3 4 downline တွက်ပါဟုတ်ပြီ downline တွက်မယ်ဆိုတော့ဒီချေတို့ကအလဲကောင်ကနေမြင်းလေးနှစ်ចောင်းတားလိုက်ပါပေါ့တအားတို့တို့စာအုပ်တွေကုန်မှာစုလို့ပါရှင့်အဲ့တော့နံပါတ်တက်ပါနံပါတ်တက်ပါပြီတေပုံမှာကာကြီးမိကွန်လေးက24အပေါင်း80โอเคတွက်ကြရအောင်တចောင်းကြမယ်နေရာချပါမယ်24နဲ့80နဲ့ပေါင်းပါမယ်ရှင့် ကဲပေါင်းလိုက်မယ်အဲ့တော့၄နဲ့၃ညနဲ့ပေါင်းလိုက်တော့၄ညနေ9နဲ့ပေါင်းလိုက်တော့ကိုယ့်အဖြေကဘလောက်လဲ64ပါရှင့်ပုံမှန်အဖြေ64 okay နမခခွေး နံပါတ်ခောက်ခွေးက52အပေါင်း31အဲ့တော့နေရာချပါပြီ52ကို31နဲ့နေရာချပါပြီဒါတို့တမလို့ရေခုခုချင်းပေါင်းဆယ်ဆယ်ချင်းပေါင်းပါမယ်ခုခုချင်းပေါင်းလိုက်တော့1နဲ့2နဲ့ပေါင်းလိုက်တော့3ငါးနဲ့1နဲ့ပေါင်းလိုက်တော့6အဲ့ဒါကြောင့်အဖြေ63ပါရှင့်အဖြေ63 တော့ OK နမကငင်တွေ့ကြရအောင်ဟိနံပါတ်ကငင်မိကုံးလေးက32အပေါင်း43နေရာချပြီးတွေ့ပါပြီ32အဲ့ဒါကိုတို့တွေက43နဲ့ပေါင်းပါမယ်မြင်ပိတ်ပြီးအပေါင်းလက္ခဏာတက်ခုခုချင်းပေါင်းလိုက်တော့2နဲ့3နဲ့ပေါင်းလိုက်တော့9ဆယ်ဆယ်ချင်းပေါင်းတော့3နဲ့4နဲ့ပေါင်းလိုက်တော့9အဲ့တော့အဖြေက85အဖြေ ခဏဆက်ငါဟုတ်ပါပြီနော်โอเคဒီချက်ကလည်းကောင်းပါမြင်တားလိုက်ပါတယ်ပြီးတော့ရင်နံပါတ်ဂါကြီးဟဲ့နံပါတ်ဂါကြီးကပု္ပ္ပာလေးကညီမချင်းလေးက23အပေါင်း၄ဖြစ်ပါတယ်အဲ့တော့နေရာချပြီး23လေးကခုမို့လို့ခုနေရာတဲ့တဲ့မှာချပြီးအပေါင်းလက္ခဏာတက်3နဲ့4နဲ့ပေါင်းလိုက်တော့ခေါ်နှစ်နှစ်ကပေါင်းစရာမရှိတော့နှစ်ပဲပေါ့အဲ့တော့အဖြေဘယ်လောက်ရတယ်လဲအဖြေ 28ပါရှင်ရပါပြီเนาะဟုတ်ပါပြီအဆိုရင်တာတို့တမလူကိုရောကိုပါတာကိုတက်ကြည့်ပြီးတော့ဒီချက်နဲ့အဖြေတိုက်လို့ရှိရင်မှန်ရောမှန်ရလားယင် Okay မှန်နေဆိုလို့ရှိရင်ဒီချက်ကိုနံပါတ်2ဆက်တွက်ပေးပါ။အကယ်၍လွဲနေတယ်ဆိုလို့ရှိရင်တော့ဒီချက်ဗီဒီယိုလေးကိုပြန်ကြည့်ပြီးတော့ပြန်ပြင်ပေးနော်။အဲဆိုရင်ဒီချက်တို့ကနံပါတ်2တွက်ကြရအောင်ဟဲ့။နံပါတ်2 Okay ဒီချက်ကအလဲခေါင်ကနေမြင်းကြားလိုက်ပါပြီ နေရကြပါပြီ။နေပုံးမှာကာကြီးမိကုံးလေးကူပါပြီ။35အပေါင်း10ကို ဟုတ်ပြီနေရကြကြရအောင်ဟဲ့။ 35ကိုဒီချေရို36နဲ့ပေါင်းပါမယ်။ကဲပေါင်းလိုက်ကြရအောင်ဟိ9နဲ့9နဲ့ပေါင်းရအောင်9က9က30ဖြစ်ဖို့အတွက်တစ်ပေးလိုက်တော့ဒီမှာ၄ကျန်နဲ့30ရဲ့4ရဲ့ဆိုတော့34 4ရစ်တစ်တင်ပါပြီ။မဟုတ်လဲ9ကိုစိတ်ထဲမှာမယ်လက်ကိုကြောင့်တောင်းငါပြီးတော့6ခွန်6ကိုအဲ့ဒီနည်းနဲ့လည်းတွက်လို့ရတယ်နော်။ကဲပြီးတော့ရင်ဆယ်ဆယ်ချင်းပေါင်းပါမယ်။ဆယ်ဆယ်ချင်းပေါင်းလိုက်တော့1နဲ့3နဲ့ပေါင်းလိုက်တော့4 4နဲ့1နဲ့ပေါင်းလိုက်တော့9အဲ့ဒါကြောင့်အဖြစ် 54ပါရှင်54နံပါတ်ခောက်ခွေးတွက်ပါပြီเนาะခောက်ခွေးက26အပေါင်း48 okay 26နဲ့48နဲ့ပေါင်းပါမယ်เนาะ ကဲပေါင်းလိုက်ကြရအောင်ပေါင်းလိုက်တော့6နှစ်ခွနဲ့ပေါင်းပါမယ်6ကိုစိတ်ထဲမှာမတ်လက်ခွနဲ့6တောင်း6ပြီးတော့9 8 90 71 73 73 3 1 1 1တက်တင်လိုက်ပါပြီရှင်ကဲပုံမှန်အတိုင်းပဲပေါင်းပြီးတော့မယ်နော်ပုံမှန်တို့တွေလူအများသုံးနဲ့ပေါင်းနည်းလေးပဲပေါင်းပြီးတော့မယ်နော်ပြီးတော့တင်းနဲ့နှစ်နဲ့ပေါင်းလိုက်တော့3 3နဲ့4နဲ့ပေါင်းလိုက်တော့3နဲ့4နဲ့ပေါင်းလိုက်တော့ခွနဲ့ပါရှင်အဲ့ဒါကြောင့်အဖြေဘလောက်ရပါတလဲ 3ရပါပြီเนาะဟုတ်ပြီပြီးသားပြီဆိုလို့ရှိရင်တီချယ်တို့ကငယ်ကာကြီးလေးကိုတွေ့ကြည့်လိုက်ကြရအောင်เนาะအဲ့တော့ကငယ်ကာကြီးတီချယ်ဒီလိုလေးကူးလိုက်ပါတယ်โอเคအဲ့တော့တအားတို့တမလို့ရေကငယ်ပါရှင့် 当你个，超生你阿爸的死事，你阿超阿阿，超生你个超你超生你，的死事搞的是的死事，你要超没阿爸那看哪的，你那是你帮妈咪，你那是你帮来躲老幺嘞，这死是姑仔爹妈咪，冷的超当起屁股的死，豆芽一滴滴，冰色色肩膀，超你爹爹帮老困难，困难爹爹帮来躲死，挨大仗阿皮个是豆芽。 是 C，P 兔宝贝啊，一啊，大灰兔跑着也一 P，P 是 C，皮大眼那么客气，好，三里姑娘好。 6အပေါင်း36နေရာချပါပြီ6 36ကအောက်မှာနေရာချပါမယ်ခုနေရာချင်းချင်းဆယ်နေရာချင်းချင်းချလိုက်ပါပြီเนาะပေါင်းရအောင်6နဲ့6နဲ့ပေါင်းအောင်မယ်6ကိုစိတ်ထဲမှာမယ်လက်6ချောင်းတောင်း6ပြီးတော့9 8 9 10 11 12စနစ်ပါရှင်စနစ်ဆိုတော့နေရည်တင်3နဲ့1နဲ့ပေါင်းတော့4အဲ့တော့အဖြေကအာရီအာတဝေတို့ဘာတို့ရဲ့ရည်ဖြစ်အဖြေ42ရပါပြီလား ဟုတ်ပြီเนาะအဲတော့ကိုဘတာကိုတွတ်တဲ့သူတွေကဒီချိန်နဲ့ပြန်ပြီးအဖြေတိုက်ပေးပါဒီချိန်နဲ့တူတူတွတ်တဲ့လူတွေကလည်းတည်တည်ကြာကြာလေးတွတ်ပေးထားပါเนาะကဲပြီးသားပြီဆိုရင်เนาะဒီချိန်တို့မိကွန်နံပါတ်3ကိုတွားကြရအောင်ဟေ့မိကွန်နံပါတ်3ပုတ်စာလေးပေါ့เนาะအဲတော့တအားတို့တို့ရဲ့စာအုပ်ထဲမှာဒီချိန်ကို3ပုတ်မှလို့တွတ်ပေးပါเนาะ3ပုတ်မှကဲပုတ်စာလေးဖတ်ကြည့်ရအောင်နတ်ဒီဒီစာအုပ်ထဲမှာစာမျက်နှာဖက်နံမျက်နှာကိုမနေ့ကဖတ်တယ် ယနေ့နောက်ထပ်15မျက်နှာထပ်ဖတ်သည်စာမျက်နှာပေါင်းညီမြဖတ်ခဲ့သည်နီโอเคအဲ့တော့ဒီချေတို့မြင်တာအဝိုင်းလိုက်ကြရအောင်ဟိဒါတို့သမတို့ရေခဏစ်ကိုဝိုင်းပေးပါဟိပြီးသားရင်15ကိုဝိုင်းပေးပါဟိဟုတ်ပြီနော်ခဏစ်ကဗာလဲရင်နတီမနေ့ကဖတ်ခဲ့တဲ့စာမျက်နှာတွေပေါ့ တက်ငါဆိုတာက နတ်ဒီဒီနေ့ဖတ်တဲ့စာမျက်နှာတွေပါအဲ့ဒါဆိုရင်သူကဗာမီးလဲဆိုရင်စာမျက်နှာပေါင်းဘယ်လောက်ဖတ်ခဲ့လဲဆိုတာသိကြเนาะမနေ့ကဖတ်ခဲ့တဲ့ဟာနဲ့ဒီနေ့ဖတ်ခဲ့တဲ့ဟာနဲ့ကိုပေါင်းလိုက်ရပါမယ်เนาะဟုတ်ပြီအဲ့တော့မနေ့ကဖတ်ခဲ့တာက9ဒီနေ့ဖတ်တာက15အဲ့တော့စုစုပေါင်းကိုလိုချင်ရင်9နဲ့15ကိုပေါင်းလိုက်ပါမယ်ညီမချင်းလေးရေးရအောင်9အပေါင်း15အန်ကြီးဘလောက်လဲ โอเคညီမချင်းရေးပြီးသားရင်တို့တွေနေရာချပါပြီဟဲ့ဒေါင်လိုက်နေရာချပါမယ်9နဲ့15နဲ့ပေါင်းပါမယ်ရှင် ပေါင်ခနေ့နဲ့ငါးနဲ့ပေါင်းလိုက်ကြရအောင်ခနေ့နဲ့ငါးနဲ့ပေါင်းလိုက်တော့ခနေ့ကိုစိတ်ထဲမှာမလန်ငါးကြောင်းတော့ခနေ့ပြီးတော့ရှေ90 71 72နေရေးတင်းတင်းနဲ့တင်းနဲ့ပေါင်းလိုက်တော့နှစ်အဖြေက22အဲ့တော့အဖြေလေးထိုးကြရအောင်ဟိအာရေအာတဝေတို့ပေါ့တို့ရေးရေးဖြေအဖြေဒီချက်တို့ကပုံစံဆိုရင်စသားရေးရပါမယ်နော်သူကစာမျက်နှာပေါင်းကြီးမြဖတ်ခဲ့တဲ့နည်းဆိုတော့တို့တမလို့ကြီးစာမျက်နှာပေါင်းဘယ်လောက်ဖတ်ခဲ့တယ်လဲ22မျက်နှာဖတ်ခဲ့တယ်ဟုတ် bị nó hay rồi chỉ bà mẹ sao nhé nà à sao nhé nà bóng anh em nhé nà đâu nè sẽ nè nhé nà hãy kể bà đi ဟုတ်ပြီနော်အဲ့တော့အဲကျတို့ကအဖြစ်အဖတ်ခဲ့တော့စာမျက်နှာဆိုလဲရတယ်စာမျက်နှာပေါင်းအညီ22မျက်နှာဆိုလဲရတယ်ဒီချက်ကကြတော့အပြည့်အစုံလုတ်ပြီးထားတာဖြစ်ပါတယ်ကျတို့ရဲ့ဖတ်စာအုပ်သင်ပြနည်းစာအုပ်ထဲမှာပါတဲ့အတိုင်းဒီချက်ကအပြည့်အစုံလုတ်ပြီးထားတာဖြစ်ပါတယ်မင်းတို့ရဲ့အကြောင်းမှာတော့ဘယ်လိုပုံစံမျိုးနဲ့အဲတင်မလဲဆိုတော့ဒီချက်မသိဘူးပေါ့နော်ဒီချက်ကတော့အဲ င်ငန်းစာဒီတင်မြနီးစာအုပ်ဒီချေတို့ပေးထားတဲ့တင်ရုပ်သက်စာအုပ်တစ်ခုအတိုင်းဒီချေအတွက်ပေးရဖြစ်ပါတယ်နော်။ Okay ပြီးသားပြီဆိုရင်နံပါတ်3သွားကြရအောင်ဟိဒါတို့တမလို့ရေနံပါတ်အော်3ပြီးသွားပြီဆိုတော့နံပါတ်4ဥစ္စာနံပါတ်၄ကဲအဲ့တော့မင်းတို့ရဲ့စာအုပ်ထဲမှာ၄ပုံမှလို့တက်ပေးပါဒီကျွန်တော်ကနေပုံစံလေးဖတ်ရအောင်မင်းမင်းတွင်အနီရောင်စာရွက်38ရွက်နှင့်အပြာရောင်စာရွက် 19ရက်ရှိသည်သူတွင်စာရွက်ပေါင်းညီများရှိတန်းဤဟုတ်ပြီသူမစာရွက်ပေါင်းဘယ်လောက်ရှိလဲဆိုတာကိုသိခြင်းနဲ့အဲ့တော့တအားသမလို့ရေ38ကိုမြင်တာ19ကိုမြင်တာ38ဆိုတာကမိမိမှာရှိတဲ့အနည်းယောင်စာရွက်ဖြစ်ပါတယ်19ဆိုတာကအပြာယောင်စာရွက်ဖြစ်ပါတယ်သူမစာရွက်ပေါင်းဘယ်လောက်ရှိလဲဆိုတာသိခြင်းရင်အနည်းယောင် sorry ပါ အာအန်ဒီယောင်စာရွက်နဲ့အပြာယောင်စာရွက်ကိုပေါင်းလိုက်ရုံပဲပေါ့အဲ့တော့အန်ဒီယောင်စာရွက်က38ရက်အပေါင်းအပြာယောင်စာရွက်က39ရက်အညီဘလောက်လဲဟုတ်ပြီနော်ကဲပေါင်းလိုက်ကြရအောင်ဟိနေရာချ39နဲ့39နဲ့ပေါင်းပါပြီရှင် ်ခနေနဲ့ကိုးနဲ့ပေါင်းအောင်ပဲပုံမှန်တိုင်းဆိုတော့ကိုးကိုခနေထဲကနေပြီးတော့ကိုးက30ဖြစ်ဖို့တက်လို့တော့တက်ပေးလိုက်တယ်အဲ့တော့6ကျန်နေ30ရဲ့6ပဲဆိုတော့36เนาะအဲ့အနည်းနဲ့တွက်လဲရပါတယ်မဟုတ်ရင်ကိုးစိတ်ထဲမှာမယ်လက်ခဏချောင်းတောင်းကိုးပြီးတော့10 17 17 23 24 25 26အဲ့လိုတွက်လဲရပါတယ်ရှင်အဲ့တော့16ဆိုတော့6ရေး1ဟုတ်ပြီเนาะ1နဲ့ခဏလေးเนาะဒီချက် line ထင်နေလို့ပါ အားရပါပြီအဲ့တော့တင်းနဲ့သုံးနဲ့ပေါင်းတော့၄၄နဲ့တင်းနဲ့ပေါင်းတော့၅အဲ့တော့အဖြေဘယ်လောက်ရတယ်လဲ56အဲ့တော့တို့တွေအဖြေထိုးကြရအောင်ဟေးအာရေအတဝေတို့ဘောက်တို့ရဲ့ရေးဖြစ်အဖြေသူ့တွင်စာရွက်မြည်များရှိနေနီးဆိုတော့တတို့တမလို့ရေးသူ့မှာစာရွက်ဘယ်လောက်ရှိတယ်လဲ56ရွက်โอเคရေးရအောင်သူ့တွင်စာရွက်ပေါင်း လောင်းရှိတယ်လေ56ရွက်ရှိပါသည်ဟုတ်ပြီเนาะပုတ်စာနဲ့တည်အောင်လို့ဒီချေတို့ကအဖြေမှာအဲသူမိထားတဲ့မိကွန်လေးကိုတော့ပြန်ဖြည့်ပေးရမယ်เนาะโอเคအဲ့တော့နံပါတ်၄ပြီးသားပြီဆိုရင်နံပါတ်၅တွေ့ကြရအောင်ဟိ နံပါတ်ဟာဒုတိယရန်တွင်ခက်ယောက်ျားလေး15ယောက်ရှိသည်ဝိုင်းပြပါဟိ15ယောက်ရှိသည်ထိုအတန်းတွင်ယောက်ျားလေးထက်မိန်းကလေးက16ယောက်ပိုများပါတယ်ခလေးစုစုပေါင်းမြင်များရှိတယ်နိဟုတ်ပြီတကယ်တို့ရဲ့ဒုတိယရန်မှာယောက်ျားလေးဘယ်နှယောက်ရှိတယ်လဲ15ယောက်ဟုတ်ပြီနော်အဲ့ဒီအတန်းမှာမိန်းကလေးကဘယ်နှယောက်ရှိလဲသိလား မသိဘူးအဲ့တော့တချို့ကမိန်းကလေးအရေးအတွက်ကိုအရင်ရှာရပါမယ်ရမယ်နော် ဟုတ်ပြီနော်ပြီးတော့မှယောက်ျားလေးရေအတွက်နဲ့မိန်းကလေးရေအတွက်တိတ်သွားပြီဆိုတော့မှဒီချက်တော့ပြန်ပြီးတော့မှခလေးစုစုပေါင်းကိုတည်ကျင်တော့ပြန်ပြီးတော့ပေါင်းရပါမယ်လောလောဆယ်ကဒီချက်တို့ကမိန်းကလေးရေအတွက်ကိုမတည်သေးတဲ့အတွက်ကြောင့်မလို့မိန်းကလေးရေအတွက်ကိုအရင်ရှာကြရအောင်ငါပုံမှာယောက်ျားလေးကဘယ်နှယောက်ရှိတယ်လဲ15ယောက်မိန်းကလေးကယောက်ျားလေးထက်16ယောက်ပိုများနေတယ်ဆိုတော့ဒီချက်တို့က16ပေါင်းပေးလိုက်ရပါဘောအညီဘလောက်လဲ ဟုတ်ပြီနော်အဲ့တော့မင်းတို့တွေကြီးမှာခဲတံတစ်ချောင်းရှိတယ်တိချေကမင်းတို့ထက်ဘယ်နှချောင်းပုံများလဲဆိုရင်နှစ်ချောင်းပုံများတယ်အဲ့တော့တိချေကျမင်းတို့တွေကြီးမှာကတစ်ချောင်းရှိတယ်တိချေကမင်းတို့ထက်နှစ်ချောင်းပုံများတယ်တိချေကြီးမှာဘယ်နှချောင်းရှိလဲ၃ချောင်းဟုတ်ပြီနော် ဟုတ်ကဲ့အဲ့ဆိုဒီကျေတို့နေရာလေးချပြီးတော့တွက်လိုက်ကြရအောင်နော်မင်္ဂလိအရေအတွက်ကိုရဖို့အတွက်โอเคအဲ့တော့35နဲ့39နဲ့တူတွေပေါင်းကြရအောင် ပေါင်း99ပေါင်းတော့တို့တမလို့ရေဘလောက်ရတယ်လဲကိုစိတ်ထဲမှာမဲ့5000တောင်ကိုပြီးတော့10 17 17 23 14နော်14ဆိုတော့၄ရေးတကြင်ပါပြီမဟုတ်လဲဒီကျေတို့ကအာ9ကိုက10ဖြစ်ဖို့အတွက်တစ်ပေးလိုက်တယ်ဆိုတော့၄ကျန်တယ်10 4ရေဆိုတော့14အဲ့ဒီလိုတွက်လဲရပါတယ်နော်ဟုတ်ပြီပြီးတော့ပြီဆိုရင်ဆက်ဆက်ချင်းပေါင်း1 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 ော့ပြီเนาะအဲ့တော့ main ကလေး main ကလေးကဘယ်နှယောက်လဲ34ယောက်ကဲအဲ့ဒါဆိုလို့ရှိရင်ဒီချက်တို့က main ကလေးက34ယောက်ယောက်ျားလေးကဘယ်နှယောက်လဲ15ယောက်ဆိုတာသိသွားပါပြီအဲ့တော့တို့တွေတရားတို့တွေခြာရေးမှာပေါ့ယောက်ျားလေးကဘယ်နှယောက်လဲ15ယောက် အဲ့ဆိုရင်ဒီချက်တို့ကစုစုပေါင်းကလေးဥယေကိုရှာကျင်းပါတယ်ကလေးစုစုပေါင်းဘယ်လောက်ရှိလဲဆိုတာကိုသိကျင်းတော့ဒီချက်တို့ရဲ့ main ကလေးဥယေနဲ့ယောက်ျားလေးဥယေကိုဘာလို့လိုက်ရုံမဲ့လဲပေါင်းလိုက်ရုံပါပဲအဲ့တော့ညီမချင်းကြီးရအောင်34အပေါင်း35အညီဘယ်လောက်လဲโอเคတို့တွေတက်ပါပြီမဆက်ရင်နောက်တစ်မျက်နှာမှာတွေ့မယ်နော်အဲ့တော့ download နေရာချပါပြီ34နဲ့35နဲ့ပေါင်းပါပြီဒီချက်ဘက်ကနည်းနည်းစုမယ်လို့အတန်လေးတွေဝင်သွားမယ်နဲ့တူတယ် No. sorry um โอเคပေါင်းရအောင်ဟိခုခုချင်းပေါင်းလိုက်တော့တာရုသမနို့ရဲ့၄နဲ့၅နဲ့ပေါင်းလိုက်တော့၉ဆက်ဆက်ချင်းပေါင်းတော့၃နဲ့၁နဲ့ပေါင်းလိုက်တော့၄အဲ့ဒါကြောင့်၄၉အဲ့တော့တာရုသမနို့ရဲ့ဒီခြေတို့စုစုပေါင်းကလေးဥရဘယ်လောက်ရတယ်လဲ၄၉ရောက်ဥစ္စာဖြစ်တဲ့အတွက်ကြောင့်မလို့ကလေးစုစုပေါင်းမြင်းများရှိတယ်နီးအဲ့တော့ကလေးစုစုပေါင်းဘယ်နှယောက်ရှိတယ်လဲ၄၉ရောက်ရှိပါသည်ရေးလိုက်ကြရအောင်ဟိကလေးစုစု အောင်49ရောက်ရှိပါသည်ဒီချက်မှတ်လို့ဒီဘက်မှာရေးလိုက်မယ်နော် ုတ်ပါပြီအဲဆိုလို့ရှိရင်ဒီကျေတို့၄ချိန်ကမှာပါတယ်အဲနံပါတ်3 5တို့တွေတွက်လုပ်ပြီးသားပါပြီရှင်โอเคအဲဆိုလို့ရှိရင်နံပါတ်6ကိုကြည့်ရအောင်ဟဲ့ဒါတို့တမလို့ရေဒီကျေတို့ကအပေါင်းဆိုင်ရာစီမင်းလေးတွေကိုအသုံးပြုပြီးတော့ဒီမှာပေးထားတဲ့ပုံစံတွေကိုမတွက်ဘဲနဲ့အဖြစ်တူတဲ့အပေါင်းတွေကိုရှင်တွဲပါမယ်ကဲဒါတို့တမလို့ဒီကျေအဖြစ်မသိကြမှာဘူးတွက်ကြည့်ကြမလို့ဘူးပေါင်းကြည့်ကြမလို့ဘူးဘယ်သူနဲ့ဘယ်သူနဲ့တွက်မလဲဆိုတာကိုပဲရှာကြည့်ရမယ်အဲ့တော့အပေါ်မှာကအဲကျေတို့ဘာအယောင်လေးဖြစ်မလဲเนาะအယောင်ကတစ်မျိုးဖြစ်နေ ချဲပုံထဲမှာတော့ပန်းရောင်လေးပေါ့နော်ပန်းရောင်လေးနဲ့ဒီရောက်ကစိမ်းရောင်လေးနဲ့အစိမ်းလားပြားလားနော်အဲ့တော့အစိမ်းရောင်လေးနဲ့ကိုဒူရီယာတွဲရမှာဖြစ်ပါတယ်ကေတာကိုသမလို့38အပေါင်း29နဲ့အဖြည့်တူမှာကဘဲငါဖြစ်မလဲပြော ရှာကြည့်ပါအောင်ဒါလားဒါလားဒါလားဟုတ်တယ်ဒါဖြစ်ပါတယ်ဘာဖြစ်လို့လဲတီချာတို့တွေကဂိမ်းတွေကို နေရာလဲပြီးပေါင်းရင်လည်းအပြေချင်းက attitude ပဲအဲ့ဒီအောက်ကိုအသုံးပြလိုက်ကြပါကပီတာရဲ့24အပေါင်း32နဲ့အပြေတူမဲ့ဂိမ်းကိုရှာပေးပါအပြေတူမဲ့ပုံစံလေးကိုရှာပေးပါရှင့်ရှိလားတော့မရှိဘူးဟုတ်ပြီ24အပေါင်း35နဲ့အပြေတူမဲ့ပုံစံလေးကိုတွဲပေးပါရှင့် 24အပေါင်း35 okay ဘာတူလဲ55အပေါင်း24ပေါ့နေရာလဲပြီးပေါင်းရင်လည်းအဖြေချင်းကအတူတူပါပဲနောက်တစ်ခု44အပေါင်း32 44အပေါင်း32နဲ့အဖြေတူမဲ့ဂိမ်းလေးကိုရှာပြပါဟုတ်တယ်ဘာတူလဲ32အပေါင်း54ပေါ့ရမလားရပါပြီရှင်ဟုတ်ပါပြီအဲဆိုရင်ဒီချေရုကအပေါင်းသင်ငန်းစာ1ပြီးတော့ပါပြီအဲ့တော့နောက်ဗီဒီယိုကြလို့ရှင်ဒီချေရုကအနှုတ်သင်ငန်းစာ1ကိုတားကြမယ်နော် ဟုတ်ပါပြီရှင်အဲ့တော့တချင်ရရှင်းပြရလေးတွေကိုနားမလည်ဘူးဆိုလို့ရင်ထက်ခါထက်ခါအာအကြိမ်ကြိမ်ထက်ကြည့်ပြီးတော့မှရအောင်လုပ်ပြပါနော်အားလုံးပဲတတနောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်နော်တတ